မတန်ဖတ်တမင်းအလေးချိန်တက်ခန့်ပါတဲ့လေရင်တစည်းကိုစူမရရာကျော်မှလန်းမကန်းမှာဖမ်းမိခဲ့ပြီးနိုင်ငံတမိုင်းမှာမှုရေးစေဝါအများဆုံးသိရှိရရှိမှုဖြစ်ကြောင်းအင်ဒိုနီးရှားမှုရေးစေတပ်ဖြည့်ရေးဌာနကမေလ26ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါဌာနရဲ့အကြီးအကဲမာတီနက်တဟုကွန်သတင်းစာရှင်းလင်းပွဲပြောကြားချက်အရထောက်လှမ်းမှုများ၅လကြာပြုလုပ်ပြီးတဲ့နောက်ပြီးခဲ့တဲ့ပတ်မှာအနာပိုင်များကတင်မောများဆီလုခါ Sea Dragon Tarawa အမည်ရှိ ရေရင်တစည်းကိုတာစစ်စစ်စေးရမှဘူးများဖြင့်ထည့်ထားတဲ့ Method Fatbing စေဝါများကိုတွေ့ခဲ့ပါသည်၎င်းစေဝါများဟာရွှေသတိကံဒေတာရှိမွေးရေးဆေးလုပ်ငန်းစုတစ်ခုမှပို့လိုက်တယ်လို့ယူဆရပြီးအင်ဒိုနီးရှားပြင်မလေးရှားနဲ့ဖိလစ်ပိုင်ကဲ့သို့အရှေ့တောင်အာရှနိုင်ငံချို့ကိုပါပို့ရန်ရည်ရထားခြင်းဖြစ်ကြောင်း မစ္စတာဟုကွန်ကပြောပါတယ်။အဆိုပါရရင်မှအင်ဒိုနီးရှားနိုင်ငံသား၄ဦးနဲ့ထိုင်းနိုင်ငံသား၁ဦးတို့ကိုဖမ်းဆီးထိန်းသိမ်းထားပါတယ်။မေလာဆောင်ပိုင်းကလည်းအမေရိကန်ဒေါ်လာ425သန်းတန်ကြီးရှိမက်ဒန်ဖက်တမင်းနဲ့ကိုကင်းများတင်ဆောင်လာတဲ့ရရင်တစည်းကိုအင်ဒိုနီးရှားရေတပ်ကဖမ်းဆီးလိုက်ပြီးထိုင်းနိုင်ငံသား၁ဦးနဲ့မြန်မာနိုင်ငံသား၄ဦးထိန်းသိမ်းခံခဲ့ရပါတယ်။အင်ဒိုနီးရှားမှာမွေးရေးဆေးကုန်ကူးမှုကိုတည်တံထည့်ပစ်ပေးနိုင်ပါတယ်။